နန်းကမှတည်ဆုံသွားတယ်မြန်မာရှေ့ပြောင်းလို့သမားတွေပေါ့ရောကြီးရောက်ဖို့အတွက်တည်ဆုံသွားတဲ့အခါမှာပေါ့သူတို့မိသားစုအနေနဲ့ဘာတွေလှုပ်ဆောင်ရမလဲပြထားတဲ့နေရာတွေကဘာတွေရှိမလဲပေါ့ကျွန်တော်တို့ကဗျာလုပ်ငန်းဝင်မှာအခုပေါ့တိုက်ပေါ်ပဲပြုတ်ကျသည်ပဲဖြစ်ဖြစ်ပေါ့နော်တက်လိုက်ပြီးကွယ်လွန်သွားတဲ့သူပဲဖြစ်ဖြစ်အဲကျွန်တော်တခုခုကြောင့်ကွယ်လွန်ဆုံးမသွားခဲ့တော့ရှင်တစ်ချက်တော့အလောင်းကိုပေးမရှိဘူးစီချင်းပေါ့နော်ဒီအလောင်းကိုဖြစ်တဲ့နေရာမှာပဲထားထားစီချင်းနဲ့ကံကရှင်ကြောင့်ညီမပြည်သားတွေကယူခွင့်မပေးဘူးဆိုရင်ဆိုင်းဆိုရဘယ်သူမှယူပိုင်ခွင့်မရှိဘူး အဲဘာလို့လဲဆိုတော့သူတို့တွေကယူဆောင်သွားလိုက်ပြီဆိုရင်ကျွန်တော်ကဒီနေရာမှာပလေလည်းမလာဘူးဗျာသုံးသွားတဲ့အမှုမဖွင့်ရရပါတော့เนาะအဲတူတူယောက်တည်သွားရင်အမှုဖွင့်လို့မရဘူးဖြစ်တယ်ဗျာပြီးရင်ပလေမလာတဲ့အတွက်ဒီလူကဘာဖြစ်လို့ဖြစ်မှမသိဘူးအဲဆိုတော့ကျွန်တော်ရာထိုင်းစာမတက်တဲ့အတွက်ထိုင်းစကားမတက်ခဲ့သူဆိုရင်အဲသူတို့ပြောတဲ့ချက်ချက်လက်ပေါ့เนาะအခုဆိုနှလုံးရောဂါဖောက်သွားတာလို့အဲတချို့ရာဆိုဒါအမြင့်ပေါ်တွေ့ကြတဲ့ဟာကိုဒါမတော်မဆဒါတူပန်သူဖြစ်သွားတာလို့ဒါတွေကအမျိုးမျိုး အဲထိုင်းလူမျိုးတွေဘက်ကပြောလှုပ်လာတဲ့အပိုင်းလေးဆိုရင်ကျောင်းညီမလေးမျိုးတွေကဆုံးရှုံးမှုတွေရှိတယ်အဲ့အတွက်ကျွန်တော်တစ်ချက်တက်တည်ပေါ့နော်ဓာတ်ပုံရအောင်ရိုက်ထားစီခြင်းနဲ့ပြီးရင်ကျွန်တော်တို့တွေအဲအနည်းဆက်ရာဖွဲ့စည်းတွေကိုချိတ်ဆက်စီခြင်းနဲ့ဒါမှကိုကထိုင်းစကားတက်တယ်ဆိုရင်ပလူယုံမှာအရင်ဆုံးကြန့်ခွာစီခြင်းနဲ့ပေါ့နော်နောက်ပြီးရင်အဲကျွန်တော်တို့တွေပေါ့နော်ဒီလက်မှတ်တွေရန်ရန်ပြီးမထိုးပါနဲ့ဘာလို့အလောင်းထုတ်တာကိုမထုတ်မထုတ်စီခြင်းပေါ့နော်တက်ဆိုင်ရာဖွဲ့စည်းတွေနဲ့ထိုင်းစာတက်တဲ့ဖွဲ့စည်းတွေနဲ့ပြည်ရချိတ်ဆက်ပြီးတော့ကျွန်တော်တို့တွေ အဲ့လိုမျိုးချိတ်ဆက်ပြီးတော့ပဲလုံးစီချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကနောက်ဆုံးပေါ့ဆေးရုံကပြီးဒီအလောင်းတစ်ခုကိုသွားထုတ်လိုက်ရင်ကျွန်တော်လက်မှတ်ထိုးလိုက်တယ်ဆိုရင်နှစ်ဦးသဘောတူဆိုတာဖြစ်သွားနိုင်တယ်အဲ့အဲ့လိုဆိုရင်ကျွန်တော်ကနှစ်ဦးသဘောတူလို့ဒီအမှုကိုပိတ်လိုက်ပါတယ်ပေါ့နော်အဲခိုင်းစာရေးထားတာအမျိုးမျိုးရေးထားတာရှိတယ်ဗျာတချို့ကျသဘောတူတယ်တချို့ကျတော့အဲမိသားစုဝင်ဆောက်ခံပေးတယ်ပေါ့နော်ဒါဟုတ်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးကြီးလုတ်ပြီးတော့လက်မှတ်ထိုးလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမြန်မာပြည်သားတွေရဲ့ဆုံးရှုံးမှုတွေကရပိုင်ခွင့်တွေမရှိတော့ဖြစ်သွားတာပေါ့